ြဿနာတွေဖြေရှင်းကြမယ်နော်ဟင်းစကားပြဿနာတွေဖြေရှင်းကြမယ်ကျွန်တော်အင်္ဂလိပ်ဝါကျတင်ဆောက်မှုတုံ့ပြန်ပြတဲ့ subject plus verb ဆိုတာလေပြုတ်သူနန်စားနောက်မှာအဲဂရိယာရှိတယ်ဆိုတော့ theory ပေါ့နော် miss နဲ့အဲ့ဒါကိုဒီတိုင်းပြောလိုက်လို့ရှိလူတွေသိတယ်ကျွန်တော်ပြောလိုက်မယ် subject plus verb နော်ဟင်းစကားပြတဲ့ခါလို့ပြောလိုက်လူတွေသိတယ်အဲ့မဲ့တကယ်တကယ်တက်လာလားဆိုလို့ရှိရင်မတက်ဘူးနည်းနည်းခက်ခက်နေသေးတယ်လို့ခံစားရလိမ့်မယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်တက်တယ်ဆိုတဲ့စကားနဲ့ကျွန်တော်တို့တီးတယ်ဆိုတဲ့စကားကို တေချာတီးဖို့လိုတယ်ဆိုတော့တီးရဆိုတာကျွန်တော်ပြောပြလေးလို့တီးသွားတာချက်ချင်းတီးသွားတယ်ဒါပေမဲ့တက်တယ်ဆိုတာကတီးသွားတယ်တက်သွားတာမဟုတ်ဘူးမပြောဘူးသေးဘူးထက်ကထက်ကမလေ့ကျင့်ထားသေးဘူးဆိုလို့ရှိရင်တမ်းမြောက်တဲ့အဆင့်ကိုမရောက်နိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးမယ်ထက်ကထက်ကလေ့ကျင့်ဖို့တည်းလေ့ကျင့်ခန်းလေးလုပ်ပေးမယ်နော်ဆိုတော့တီးသားစီချင်တာကအဲတီးထားရင်လည်းမပြေဘူးတေချာလေးလာဖို့လိုတယ်ဆိုတာပြောပြချင်တာဆိုတော့ဒီနေ့စာကျင်တဲ့ဘာပုံစံကိုလေ့လာကြမယ်နော်อืมပထမအနေနဲ့ကျွန်တော်အတုံးပြမယ့်ကိရိယာ၅လုံးလောက်လေ့ကျင့်လေးကြမယ်နော်ပထမဆုံးအတုံးပြမယ့်ကိရိယာ၅လုံးဆိုတော့နံပါတ်1 လိုအပ်တယ်တောင်းလိုအပ်တယ်တောင်းလိုအပ်တယ်တောင်းမတလုံးကအာတွားတယ်ပိုင်တွားတယ်ပိုင်မတလုံးကရှာဖွေတယ်ရှာဖွေတယ်ဟာရှာဖွေတယ်ဟာဆိုတော့မတလုံးအာလက်ခံတယ်လက်ခံတယ်ကြိုးဆိုတယ်တနည်းအားဖြင့်ပေါ့နော်ပရာလက်ခံတယ်တွားကြုံတယ်တနည်းအားဖြင့်ရပ်ဆိုတော့နံပါတ်5 အာနောက်တော့ကပြန်တယ်ပြန်သွားတာပေါ့နော်အင်ပြန်တာပြန်တယ်ဆိုလို့ရှိရင်ကလကလဆိုတာပြန်တယ်ပေါ့ကလဆိုတာပြန်တယ်ဆိုတော့ဒီကိရိယာငါးလုံးရထားပေါ့နော်နောက်ပြီးတော့ပါလို့လို့ဆိုလို့ရှိရင်ဒုတိယအနေနဲ့နန်စားသုံးလုံးလောက်လိမ့်မှတ်ကြမယ်နန်စားပေါ့နော်နန်စားသုံးလုံးလောက်လိမ့်မှတ်ကြမယ်ဆိုတော့နန်စားဆိုလို့ရှိရင်ပါပါမလဲဆိုတော့ကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်ဖုံလို့ခေါ်တယ်ကျွန်တော်ဖုံပါစားပေးတယ်ဆိုတော့အကောဆိုလို့ရှိရင်ဖီဖီဆိုအကောပေါ့နော် ဲ့တော့ခါ तू ဆိုလို့ရှိရင်ခေါင်းခေါင်း तू ဆိုပြီးတော့တွန်းလုံးရှိမယ်ဆိုတော့နာမ်စပ်တွန်းလုံးရပြီကိရိယာငါးလုံးရပြီဆိုတော့အခုနော် subject bar ဒီအုံနဲ့အသွင်ချကြည့်ကြမယ်နော် okay ဆိုလို့ရှိရင်ကျွန်တော်စားလိုက်ကြမယ် subject bar ဆိုတာက subject plus bar ဆိုတာကမြန်မာလိုဆိုလို့ရှိရင်ပြုသူနာမ်စပ်ကိုကိရိယာရဲ့အရှိမအမြင်န်ထားပေးရတယ်ဆိုပြီးတီးဖို့လိုတယ် subject ဆိုတာပြုသူနာမ်စပ် bar ဆိုတာကိရိယာပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်နံပါတ်1ကျွန်တော်သွားဖို့လိုအပ်တယ် ျွန်တော်သွားဖို့လိုအပ်တယ်။အဲဒီစကားနဲ့ပြောကြည့်ပါ။ကျွန်တော်သွားဖို့လိုအပ်တယ်။ Okay ကျွန်တော်ကသွားတဲ့သူမလို့ဖုံ။သွားတာကပိုင်။ဆိုလိုအပ်ကြောင်းကပါလေ။တောင်းဖုံတောင်းပိုင်ခပ်။ကျွန်တော်သွားဖို့လိုအပ်တယ်။ဖုံတောင်းပိုင်ခပ်။လို့ဖြစ်သွားတာပေါ့နော်။ဆိုတော့အကိုသွားရှာဖို့လိုတယ်။အကိုဆိုတာကဖီးသူကသွားရှာတဲ့သူမလို့ဂရိအရေးရှိမှကြည့်ရမှာ။ဆိုဖီးပိုင်ဟာသွားရှာတယ်။ဆိုတော့လိုအပ်ကြောင်းတောင်းပါသေးရ။ဖီးတောင်းပိုင်ဟာခပ်။ ကိုတော့ရှာဖို့လိုအပ်တယ်ဒီနေရာမှာတောင်းဆိုတာကရိယာမဟုတ်အကူကရိယာပဲဖြစ်တယ်ဗောနော်အဖီတောင်းပိုင်ဟာခပ်ကိုတော့ရှာဖို့လိုအပ်တယ်အဲ့လိုကျွန်တော်ကကျွန်တော်သွားကြော်ဖို့လိုတယ်ကျွန်တော်သွားကြော်ဖို့လိုတယ်ဆိုလို့ရှိရင်ကျွန်တော်ကသွားကြော်တာမဟုတ်လို့ဖုံကအရှိမထင်ပါဘူးဖုံတောင်းပိုင်လာကျွန်တော်သွားကြော်ဖို့လိုတယ်ဖုံတောင်းပိုင်လာကျွန်တော်သွားကြော်ဖို့လိုတယ်နောက်တစ်ခါနံပါတ်၄အကိုပြန်သွားဖို့လို့လားအကိုပြန်သွားဖို့လို့လားမြေခုမေ့တယ်ဗောနော် ် sorry အကိုပြန်သွားဖို့လိုတယ်အကိုပြန်သွားဖို့လိုတယ်ဆိုလို့ရှိရင်အကိုကဖီးပြန်သွားဖို့လိုတာသူကကိုယ်တိုင်ပြန်မှာမလို့ဖီးတောင်းပိုင်ครับဖီးတောင်းกลับไปครับ sorry ဖီးတောင်းกลับไปครับအကိုပြန်သွားဖို့လိုတယ် club ဆိုတာပြန်တာပိုင်ဆိုတာသွားတာဗောနော်အကိုပြန်သွားဖို့လိုတယ်ဖီးတောင်းกลับครับဆိုလို့ရှိရင်ဒီလိုမျိုးတိသွားပြီဆိုလို့ရှိရင်အများကြီးလေကိုယ်တယ်ဗောနော်ဆိုတော့ဒီတစ်ခါခုနကပြောတဲ့ဟာလေးတွေဗောနန်စာအဲ subject နေရာလေးတွေဗောမိခုံးလေးတွေဖြည်းဖြည်းပြောကြည့်ကြအောင် တေချာလေ့ကျင့်နော်ကျွန်တော်ပြောထားပြီးပြီတီးတာနဲ့တက်တာလဲဆိုလေ့ကျင့်ဖို့လိုတယ်ပေါ့နော်မတူဆိုတော့အာမိုင်းဆိုတာမျိုးကိုအသုံးကြီးလာမယ်ကျွန်တော်မိုင်းမိုင်းဆိုတာလားလို့အဓိပ္ပာယ်ရတယ်ဆိုတော့မိုင်းကိုလားဆိုလို့ရှိရင်ကျွန်တော်အခုနောက်ပြောထားတဲ့မှာအဲကျွန်တော်သွားဖို့လိုတယ်ဆိုတဲ့ကောင်ကလာတက်တယ်ကျွန်တော်သွားဖို့လိုလားကျွန်တော်သွားဖို့လိုလားဆိုရင်ဖုန်တောင်းပိုင်မှာမိုင်းကျွန်တော်တက်လိုက်ရင်ပဲဖုန်တောင်းပိုင်မယ်ဖုန်တောင်းပိုင်မယ်ကျွန်တော်သွားဖို့လိုလားကျွန်တော်ကအကိုသွားရှာဖို့လိုအပ်လားအကိုသွားရှာဖို့လိုအပ်လား ะคุณนับเยอะแค่ไหก็ตัวงชาระพี่ต้องไปหาก็ตัวชาวุ่นเลยล่าสุดชินนะก็ไม่ได้เลยอยู่ไหมพี่ต้องไปหาไหมก็ตัวชาวุ่นเลยอะไรอะไรเนี่ยสุดนั้นก็จุดนเราตัวงจบวุ่นเละไม่เลยจนเราต้องจบวุ่นเลยแล้วไม่เลยสุดฉันจุดนเราตัวงจบแล้วก็ผมต้องไปรับจุดนา้องจบวุ่บเลยอะไรมาล่าได้เลยไม่ได้เลยอยู่ไหมผมต้องไปรับไหมจนเราต้องจบวุ่นเลย ဆိုအကိုပြန်သွားဖို့လိုလားဆိုလို့ရှိရင်အကိုပြန်သွားဖို့လိုလားဆိုလို့ရှိရင်အကိုပြန်သွားတာကဖီတောင်းကလပ်ပိုင်အကိုပြန်သွားတယ်ဖီတောင်းကလပ်ပိုင်ဆိုလားဆိုလို့ရှိရင်မိုက်တုံးတက်လိုက်ပဲဖီတောင်းကလပ်ပိုင်မိုင်ဆိုလို့တုံးဖီတောင်းကလပ်ပိုင်မိုင်အကိုပြန်သွားဖို့လိုလားဆိုတေချာပြန်စဉ်းစားလို့ရှိရင်ကျွန်တော်လူလူလေးရဲ့ပြုနန်စားကိုကရိယာရှိမှထိလိုက်တယ်အာမိခွန်ပြန်နိုင်မြင့်နေတဲ့အခါလိုအတက်မိခွန်နောက်ကထိလိုက်တယ်ဒါပဲဒိုင်းစကားဟာကျွန်တော်တို့ခက်ခက်တီလို့ထင်လို့ခက်ခက်နေတာပေါ့နော် ။ဇာကျဲပြီးတော့သွားတယ်လို့ရှိရင်ဘယ်တော့မှတက်လာမှာမဟုတ်ဘူး။ဇာမကျဲအောင်အခုလိုမျိုး listener တွေကိုတီးဖို့လိုတယ်။အဲနန်စားတဲ့ကရိယာကလွေလို့ဇာကျောင်းတွေကျက်စရာမလိုဘူးပေါ့နော်။ဆိုတော့ဒီလောက်ဆိုလို့ရှိရင်တဖို့ပါမှာပါ။ဒါကိုပြည့်ကျင်တဲ့စကားလုံးလေးတွေကိုဒီ listener တီးအိုရင်းနဲ့စနေတွေကြအပြင်မှာလက်တွေ့ကြကြတွန်းယူလို့ရှိရင်ထိုင်စကားတော့တက်လာလိမ့်မယ်သိချင်တယ်ပေါ့နော်။ Okay နောက်ထပ်သင်ခန်းစာတွေကိုလည်းဒီထက်ကောင်းအောင်စူးစမ်းပေးမယ်နော်။ကျေးဇူးတင်ပါတယ်။